မြန်မာနိုင်ငံစကိတ်စည်းဝါသနာရှင်များအသင်းကိုနိုင်ငံတကာစကိတ်ပြိုင်ပွဲတွေမှာလာရောက်ရှင်ပြိုင်မှုဖိတ်ကြားတာတွေရှိနေသလိုသွားရောက်ရှင်ပြိုင်မှုအတွက်ပံ့ပိုးမှုတွေလည်းလိုအပ်နေရဆိုတဲ့အကြောင်းကိုတော့ဒေါ်ရမင်းကပြပို့ထားပါတယ်ခင်ဗျာစကိတ်စည်းလာတာ၁၀နှစ်ကျော်ပြီဖြစ်တဲ့စကိတ်အားကစားသမားဖြစ်သူကိုခန့်ကတော့စကိတ်အားကစားနည်းဟာလူငယ်တွေကိုလမ်းမမရအောင်အထောက်ပံ့ပေးတဲ့ကစားနည်းဖြစ်တယ်လို့ယုံကြည်ထားပါတယ်လုံးတော့အစုပ်တော့လုံးဝကောင်းစေပါတယ်ဘောနော်လူငယ်နဲ့နဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကောင်ကကြက်သွားကြွက်သားတွေဖွံ့ဖြိုးတယ်ဘောနော်ဘလို့ဟော ရိုးရိုးတာမန်ကလေးတွေအခုတော်တော်များများကလေးတွေကိုကြည့်လိုက်လို့ရှိရင်တော့ဂိမ်းဆိုင်မှာပဲအချိန်ဖြုံးနေတယ်များကြတယ်ဗျ။ဘာလို့လဲသူတို့ကအာယုန်ထဲမှာဂိမ်းမဲ့ဆိုတော့ဂိမ်းဆော့ခြင်းအပြင်ဘာလို့ဆိုလို့ရှိရင်သူကပြင်းလာတယ်ပြင်းတဲ့စိတ်တွေပေါ်လာတယ်ပြင်းသူတို့ကြည့်လိုက်လို့ရှိရင်အများအားပိုလီယိုတွေကျနေတာပဲကိုယ်ကောက်နေအဲ့လိုမျိုးပုံစံတွေဖြစ်နေအဲ့ဒီအတွက်ကျွန်တော်တို့ကကြတော့အဲ့လိုတော့လူငယ်တွေမဖြစ်စေချင်ဘူးဖြစ်စေချင်ကျွန်တော်ဒီလို skate စီအားကစားကိုကျွန်တော်တို့က first generation အနေနဲ့ကျွန်တော်တို့စပြီးတက်လမ်းနေပါပြီ ိုင်ငံတကာအာကစားနည်းတစ်ခုဖြစ်တဲ့စကိတ်အာကစားနည်းကိုမြန်မာနိုင်ငံကိုစားပြုပြီးနိုင်ငံတကာစကိတ်စီးပြိုင်ပွဲတွေမှာလာရောက်ရှင်ပြိုင်ဖို့အတွက်ဖိတ်ခေါ်တာတွေလည်းရှိနေပေမဲ့အာကစားဝင်ကြီးဌာနရဲ့ပံ့ပိုးမှုကိုလည်းလိုအပ်နေပါတယ်။လက်ရှိအနေနဲ့၄ချိန်မြောက်အာရှသက်တောင်မြိုင်အာကစားပြိုင်ပွဲကိုထိုင်းနိုင်ငံမှာလုပ်တဲ့အာကစားပြိုင်ပွဲကိုအာရှ Extreme Sport Federation ကနေပြီးတော့ကျွန်တော်တို့ဖိတ်ကြားထားပါတယ်။ဒီဖိတ်ကြားတဲ့ပုံစံက Olympic Committee အချင်းချင်းဖိတ်ကြားတဲ့ပုံစံဖြစ်တဲ့အတွက်ကြောင့်မို့ထိုင်း Olympic Committee ကနေပြီးတော့မြန်မာ ိုလံပစ်ကော်မတီကိုစာပို့ထားပေးမယ်မြန်မာအိုလံပစ်ကော်မတီကကျွန်တော်တို့ပြန်ကြထားခြင်းမရှိသေးပါဘူးအဲ့ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့သွားပြိုင်မှုအဲ့ဒီအခက်အခဲဖြစ်နေပါတယ်ဒီလိုအခက်အခဲတွေပြင်စကိတ်စီဝါဒနာရှင်တွေအနေနဲ့နိုင်ငံတကာအဆင့်ပြိုင်ပွဲဝင်နိုင်မှုလေ့ကျင့်ဝင်သိသမ်းမရှိတဲ့အတွက်လဲတဲရန်ဂုံးကျော်တရာအောင်ပါပဲအဓိကလေ့ကျင့်နေရပါတယ်ကျွန်တော်တို့မှာစကိတ်ကွင်းလိုပါတယ်အချိုးပြေအချိုးပြေပြေစနစ်တကျတဲ့စကိတ်ကွင်းတစ်ခုလိုပါတယ် အခုလက်ရှိကတော့ကျွန်တော်တို့လဲတန်းမှာကျွန်တော်တို့စီးနေရပါတယ်ဒါပေမဲ့လဲတန်းဆိုတာလည်းဘာဖြစ်ဖြစ်ဘေးမှာအကာရံနေမရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့စကိတ်ဘုတ်စီးမယ်ဆိုစကိတ်ဘုတ်လွန့်သွားတာနဲ့ပြန်နေကားကျိတ်တာတွေပါအဲ့ပြဿနာတွေကတော့ကျွန်တော်လက်ရှိရှိပါတယ်အဓိကလဲတန်းကိုဘာလို့ရွေးချယ်ရလဲဆိုတော့ကျွန်တော်တို့မိုးရွာလို့ရှိရင်လဲတန်းမိုးလုံတဲ့သဘောလေးတော့ရှိပါတယ်ဒါပေမဲ့ complete တော့မဖြစ်သေးပါဘူးအခုဆိုကြောင်ညာဆိုင်မုတ်တွေပါတွေလာတဲ့အတွက်ကြောင့်ကျွန်တော်တို့ skate စီးရနေရတော့နည်းနည်းတော့သေးသွားပြီလို့အခြေအခြေအနေကတော့အဲ့လိုမျိုး သေးသွားတဲ့အခြေအနေတွေဖြစ်နေပါတယ်မြန်မာနိုင်ငံစကိတ်ဝါသာရှင်များအသင်းကို2023ခုနှစ်ကအစတင်ဖွဲ့စည်းခဲ့ရဖြစ်ပြီးရန်ကုန်မန္တလေးပတိန်ပြည်ဦးတွင်ဘကိုးတွင်တွင်းမြို့တွေမှာသင်းကွဲတွေရှိပြီးတနိုင်ငံလုံးတိုင်းတာအနေနဲ့အသင်းသား600ပါဝင်ပါတယ်ကျွန်မရမင်းဦးပါရှင်